ဲကျွန်တော်ရင်ကုန်ပြောရှင်ဒါရော့ဗီဒီယိုကြည့်ရှုအားပေးကြတဲ့မိတ်ဆွေများအားလုံးမင်္ဂလာပါအဲ့တော့ရဝေးရန်ဒီပြည်ရင်းပြည်ပကြည့်ရှုအားပေးနေကြတဲ့နော်ကြည့်ရှုသူတွေတဦးတယောက်ချင်းစီကိုလည်းဒီနေ့အနေအထူးကျေးဇူးတင်ပါတယ်အဲ့တော့ဒီတစ်ပတ်ကတော့ဒီဗီဒီယိုဖိုင်လေးကတော့ပြန်လည်ဖြည့်ချလမ်းညွှန်ဟောကြားပေးတဲ့ဗီဒီယိုဖိုင်လေးဖြစ်ပါတယ်အဲ့တော့ comment တွေပြီးခဲ့တဲ့တစ်ပတ်ကမန့်ထားတယ်နော်အဲ comment တွေမန့်ပြီးတော့မိမိရဲ့ဖုန်းလေးနဲ့ဗီဒီယိုလမ်းမိထားတယ်အဲလမ်းမိထားတဲ့ comment တွေအတွက်ကိုအခုကျွန်တော်တို့မြစ်တာစီစလာနဲ့အခမဲ့ လမ်းညွှန်ဟောကြားပေးသွားမှာဖြစ်ပါတယ်အဲ့တော့မေးခွန်းနဲ့မေးလို့ရပြီဗီဒီယိုမေးလို့ရပါပြီဆိုတော့ဗီဒီယိုဖိုင်ဟာအပတ်စဉ်တိုင်းကျွန်တော်တို့မျှဝေပေးနေသလိုအဲအခုလိုပြန်လည်ဖြေကြားလမ်းညွှန်ဟောကြားပေးတဲ့ဗီဒီယိုဗန်လည်းကျွန်တော်တို့အပတ်စဉ်တိုင်းလမ်းညွှန်ဟောကြားပေးနေပါတယ်ဒီအရတော့ကျွန်တော်တို့လူလူရှင်းမယ်အခုမေးထားတဲ့အကောင့်ပိုင်းရှင်တွေအတွက်ပြန်လည်ဖြေကြားလမ်းညွှန်ဟောကြားပေးသွားမှာဖြစ်ပါတယ် အဲ့တော့အကောင့်ပိုင်ရှင်နေနေရပါမိသားလဲဆိုတော့ကျမကြီးအခြေအနေသိကျင်ပါတယ်ဆရာတဲ့နော်အဲ့တော့အကောင့်ပိုင်ရှင်နေနေရပါမိသားလဲကျမကြီးအခြေအနေသိကျင်ပါတယ်ဆရာတဲ့ကဲအဲ့ဒါလေးကိုကျွန်တော်တို့လမ်းညွှန်ဟောကြားပေးသွားမှာဖြစ်ပါတယ် ကကျမ်းမာရေးအခြေအနေကတော့ဗောနောပြီးခဲ့တဲ့ဟာလာတပတ်နှစ်ပတ်တစ်လနှစ်လသုံးလလမှာကျမ်းမာရေးအခြေအနေဟာလာမကောင်းခဲ့ရင်တော့မအားတဲ့နော်ဒီပြပိုင်မင်နာနဲ့အနာဂတ်ကာလမှာတော့ကျမ်းမာရေးနဲ့ပတ်သက်တိတိတတ်တာပြောင်းလဲရှင်သန်ကောင်းမွန်လာမှာထူထောင်နိုင်မှာဖြစ်ပါတယ်ကျမ်းမာရေးကံပြန်ကောင်းလာမှာပါစိတ်ဘူးစရာမလိုတော့ပါဘူးအဲ့တော့နောက်ကောင်းတန်အကောင့်ပိုင်းရှင်အေးတန်တာအေးတန်တာအဲ့ဗာမီရလဲရှင်ရတဲ့၅လပိုင်းမှာအလုတ်ခေါ်ဖို့မြင်လာတဲ့နော် ဲ့ကျွန်တော်တို့အခုနော်ငားလာပိုင်းမေလာတဲ့မှာနော်အလုတ်ခေါ်ဖို့မြင်လားမေးတာပါလေအဲ့ဒါလေးကိုကျွန်တော်တို့လမ်းညွန်ဖြည့်ကြပေးသွားမှာဖြစ်ပါတယ်အဲ့တော့နော်အခုမေလာငားလာပိုင်းမှာအလုတ်ခေါ်ဖို့မြင်လားကဲပြီးခဲ့တဲ့ကာလတွေမှာနော်ပြီးခဲ့တဲ့လတွေနှစ်တွေအချိန်တွေမှာနော်အလုတ်မခေါ်ဘူးခေါ်ဖို့မရှိဘူးခေါ်လည်းမခေါ်ဘူးဆိုရင်တော့မှ ငါးလပိုင်းထဲမှာအလုတ်ခေါ်ဖို့မြင်ပါတယ်ငါးလပိုင်းထဲမှာအလုတ်ခေါ်ဖို့ရာရာဂိုင်လုံးတော်တော်များလာပါတယ်ကန်လိုက်လာပါတယ်လို့ဒီကနေ့ဖြေကြလမ်းညွှန်ဟောကြားပေးလိုက်ပါတယ်အနောက်ကောင်းပိုင်းရှင်တကူကတော့အန်တီဂေးတဲ့ထီစုကြီးပောက်ကိန်းရှိမရှိသိကြင်ပါတယ်ဆရာတဲ့ကဲအဲ့တော့အန်တီဂေးဆိုတဲ့အကောင့်ပိုင်းရှင်ရဲ့เนาะထီစုကြီးပောက်မပောက်ကျွန်တော်တို့လမ်းညွှန်ဟောကြားပေးသွားမှာပါ အဲ့တော့အာအကယ်ထီပောင်းရင်လည်းကျွန်တော်တို့ဝမ်းသာရအောင်ပါဆက်သွယ်ပြီးပါအဲ့တော့ထီစုကြီးဘဝမှာပေါက်နိုင်ကြီးရှိပါတယ်နိုင်ငံများထီပြည်တွင်းပြည်ပဘယ်ထီမစုပေါ့ဘဝမှာအ ਨੇ ဆုံးတစ်ကြိမ်တော့၎င်းထီစုကြီးပေါက်ခွေရအလားလားရှိတယ်ကန်ရှိပါတယ်အဲ့တော့ထီထိုးပါထီကန်စားပါဆိုတာမျိုးကိုကျွန်တော်တိုက်တွန်းလိုက်ပါတယ်နော်အဲ့တော့ ठी စုကြီးလဲပောက်ပါသေးလို့လဲကျွန်တော်ဒီနေရာနဲ့ဆန္ဒပြပါတယ်။ကဲနောက်ကောင်မရှင်သူကတော့ဗာလဲဆို ဖြူခစ်ဆန်နဲ့နော်ဖြူဖြူခစ်ဆန်နဲ့နာမည်လေးကစမ်းပြလိုက်တာနော်နာမည်လေးကကောင်းလိုက်တာကိုပိုင်အိမ်လေးရနိုင်ကြီးရှိမရှိကြာတာပရိပါယေစုတင်ပါတယ်တဲ့ကဲအဲ့တော့ဖြူခစ်ဆန်အတွက်ကျွန်တော်တို့အကောင့်မှာရင်အတွက်အခုကိုပိုင်အိမ်လေးနဲ့နော်ရနိုင်မရနိုင်လမ်းညွှန်ဟောကြားပေးသွားမှာပါ ။အိုးအလွန်ကောင်းပါလေဗျာ။နော်အလွန်ကောင်းပါလေ။အလွန်ကောင်းပါလေ။အဲ့တော့အလွန်ကောင်းပါလေဆိုတဲ့နောက်တော့ကိုပိုင်အိမ်နဲ့ဘဝမှာနေရမှာပါ။ကို့မှာအိမ်ငှားနဲ့နေနေရတယ်နော်။ဥပိုင်အိမ်ပိုင်ဘုချိန်ဒီမရသေးဘူးဆိုရင်တော့မှအားမလျှော့ပါနဲ့စိတ်တက်မကြပါနဲ့။ဘဝမှာ အခြေအနေတစ်ခုအချိန်ကာတစ်ခုမှာတော့အိမ်ပိုင်နဲ့နေရမယ့်အခြေအနေမျိုးကိုရောက်လာမှာပါ။နော်အဲ့တော့ဘဝမှာ အိမ်ပိုင်နဲ့ဥပိုင်အိမ်ပိုင်နဲ့နေနိုင်မှုအတွက်ကံရှိပါလေစိတ်မညစ်ပါနဲ့ဇွဲမလျှော့ပါနဲ့စိတ်မပူပါနဲ့စိတ်ဓာတ်မကျပါနဲ့အာတင်သားပါဇွဲကောင်းမှရိယာကောင်းမှလို့လမ်းညွှန်လိုက်ပါတယ်ကဲနောက်ကောင်းပါရှင်တို့ကတော့မို့မို့ဆိုတဲ့အကောင်းပါရှင်ပါကြာတာပရိသမီးပါတဲ့ငွေရေးကြေးအခြေအနေလေးတိကျပါရဲ့တဲ့အဲ့တော့ အကောင့်မှရှင်မူမူကမိသားတာပါဒါလေးကိုလည်းကျွန်တော်တို့အခုဖြေချလမ်းညွှန်ဟောကြားပေးသွားပါဖြစ်ပါတယ်ဒီအဲ့တော့ပြီးခဲ့တဲ့တပတ်နှစ်ပတ်တလတလ3လ4လမှာเนาะပြီးခဲ့တဲ့အတိတ်မှာကာလတစ်ခုမှာချိန်ကာလတစ်ခုမှာငွေကြေးကံမကောင်းငွေကြေးနဲ့ပတ်သက်လို့စိတ်ညစ်ခဲ့ရတယ်ငွေကြေးနဲ့ပတ်သက်အခက်ကြုံခဲ့ရတယ်ဆိုခဲ့ရင်တော့ဒီဗီဒီယိုမင်နာနဲ့အနာဂတ်ကာလမှာ နော်ငွေကြေးနဲ့ပတ်သက်ကံအခြေအနေပြန်ကောင်းလာမှာဖြစ်ပါတယ်။မမျှော်လင့်မဲ့ငွေဝင်တာငွေကြေးနဲ့ပတ်သက်ကံကောင်းလာတာကံလိုက်လာတာကိုယ့်ရဲ့ငွေကြေးအကြံစီရွေတာလေးတွေကအောင်မြင်အထမြောက်လာတာအဖြည်းဖြည်းချင်းဖြစ်လာမှာဖြစ်ပါတယ်။အနှစ်ချုပ်အားဖြင့်အနာဂတ်ကာလမှာငွေကြေးကံကောင်းပါလိမ့်မယ်။စိတ်တက်မကြပါနဲ့စိတ်မညစ်ပါနဲ့လို့ဒီနေ့ကနေကျွန်တော်တို့လမ်းညွှန်ဟောကြားပေးလိုက်ပါတယ်။အဲ့တော့တုံးတယောက်ချင်းစီတိုင်းအကောင့်ပိုင်ရှင်တိုင်းဒီပြန်လည်ဖြေကြတာနဲ့ပတ်သက်လို့နော်အဲနားလေလွယ်မယ် ဟုတ်လားဒီညနဲ့ကျင့်ရမယ်လို့မျှော်လင့်ယုံကြည်ပါတယ်အဲတော့နောက်ကုလို့ပဲအကြောင်းကိစ္စရှိတဲ့သူတွေမေးနိုင်အောင်လဲကျွန်တော်တို့မျှဝေပြည့်စည်ကြပါတယ်အဲတော့အားလုံးပဲကိုစီကိုငှဆန္ဒအတီးတီးနော်ရည်ရွယ်ချက်အတီးတီးအစဉ်ပြေအောင်မြင်နိုင်ကြပါစေကံကောင်းပျော်ရွှင်ပြုံးပန်းစေနိုင်ကြပါစေဗျာ